ိတ်ပန်တဲ့နည်းပညာဝန်ကြီးဌာနနဲ့အိန္ဒိယနည်းပညာတက္ကသိုလ်တို့ပူးပေါင်းကနည်းပညာတက္ကသိုလ်တစ်ခုကိုလာမယ့်ပညာသင်နှစ်မှာမန်လေးမြို့မှာဖွင့်လှစ်ဖို့ရှိပါတယ်။နည်းပညာတက္ကသိုလ်ဖွင့်လှစ်ဖို့စီစဉ်နေရတဲ့ပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲကိုရန်ကုန်မြို့ MICD ဘက်မှအော်တိုဘာလ9ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ MIIT is centrally located in the second largest and well connected city Mandalay in Myanmar. MIIT is a step towards transforming education and enriching lives of the youth of not just Mandalay but all of Myanmar. The highly reputed International Institute of Information Technology and Bangalore, India, or IIITB, was selected to help build, operate, and mentor MIT to become an institution of global repute. အိန္ဒိယမြန်မာချစ်ကြည်ရေးစီမံကိန်းအနေနဲ့ဖွင့်လှစ်မဲ့မြန်မာ Institute of Information Technology MIIT တက္ကသိုလ်ကို2015-2016ပညာသင်နှစ်တက္ကသိုလ်ဝန်ထမ်းဖြည့်ဆို့အောင်မြင်တဲ့ကျောင်းသားကျောင်းသူတွေစတင်တက်ရောက်နိုင်မှာဖြစ်ပါတယ်။အဲ့ဒီတက္ကသိုလ်မှာ BTech in Computer Science and Engineering ဘာသာရပ် BTech in Electronics and Communication ဘာသာရပ်တို့ကိုသင်ကြားနိုင်မှာဖြစ်ပါတယ်။သင်တန်းကာလ9နှစ်ဖြစ်ပြီးတက်ရောက်သင်ကြားခွင့်ရရှိသူတွေရဲ့အမှတ်စရင်းတက်မှတ်အရေးအချင်းတွေကိုဆက်လက်ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ IT နဲ့ဘွဲရရှိထားသူတွေအတွက် ဝင်ခွင့်ဖြည့်ဆို့ပြီးတက်ရောက်နိုင်မဲ့ဘွဲလွန် Post Graduate Diploma in Software Development ခေါ် PGDSD 6လသင်တန်းကိုမန္တလေးမှာပဲအောက်တိုဘာလအတွင်းဖွင့်လှစ်ဖို့ရှိပါတယ် Post Graduate Diploma in Software Development မှာသင်ကြားပို့ချမှုအကြောင်းအရာနဲ့ပတ်သက်ပြီး PGDSD First Batch ကျောင်းသားဟာ နန်းပြငိမ့်တာကအခုလိုပြောပြထားပါတယ် ID နဲ့ចောင်းပြီးခဲ့တယ်ပေါ့เนาะညီမတို့လိုပုံစံမျိုးတခြားဒီကွန်ပျူတာတို့နေပညာတို့ကညောင်းပြီးခဲ့တဲ့လူတွေဆိုရင်လည်းဒီညီမတို့လိုဒီ software development ပတ်သက်တဲ့ဘွဲ့လုံး diploma တန်းတက်ခွင့်ရှိပါရဲ့ရှင့်ကအိန္ဒိယမှာသွားမတက်ရရုံတမယ်ပဲရှိအားအဲ့ဒီ professor တွေကလည်းလာမယ်ပြီးတစ်ခါ telecommunication နဲ့တင်တာကြီးလည်းရှိမှာပါရှင့်ပြီးတော့သူကအခုလက်ရှိကလည်း ိန္ဒိယနိုင်ငံဘင်္ဂလားမျိုးမှာရှိတဲ့ Triple ITB ပေါ့နော်အဲဒီအကြောင်းနဲ့ကိုဒါရိုက်ချိတ်ဆက်ပြီးလောက်တာဖြစ်တဲ့အတွက်အဲဒီအကြောင်းကနေပတ်သက်တဲ့အမြင်နဲ့ connection ရအောင်ရှိနေပါတယ်ရှင်မြန်မာ Institute of Information Technology MMIT တက္ကသိုလ်ကိုမန္တလေးမှာဖွင့်လှစ်မှာဖြစ်ပြီးတက္ကသိုလ်ဆောက်လုပ်ဖို့ American Dollar 6တန်းအသုံးပြုဆောက်လုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီတက္ကသိုလ်မှာသင်ကြားပေးမဲ့ဆရာဆရာမတွေမှာအိန္ဒိယနည်းပညာတက္ကသိုလ်ကပါမောက်ခဆရာဆရာမတွေကသင်ကြားပေးသွားမှာဖြစ်ပါတယ် နေ့စဉ်ထူးခြားတဲ့သတင်းတွေကိုအချိန်ညက်တပြေးညီတင်ဆက်ပေးနေတဲ့ Level Up TV ရဲ့သတင်းစီစဉ်ပုံမှန်ဆက်ကိုပုံမှန်ဆက်ချစ်တို့နဲ့တရားဆွဲဆိုခံခဲ့ရတာဖြစ်ပြီးအခုလိုထောင်နံတွေချမှတ်ခံခဲ့ရတာဖြစ်ပါတယ်တရားတွင်ထူးခြားသတင်းတွေကိုစူးစီးတင်ပြတဲ့ Level Up TV ရဲ့နေ့စဉ်သတင်းစီစဉ်ဒီနေ့လာနေမှာတော့ Facebook လူမှုကွန်ရက်တွေမှာလူကြိုက်များနေတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ Facebook Tiger ဒုတ်တန်စီစဉ် တပတ်တွင်းကျင်းပခဲ့တဲ့ခန်းသားစီစဉ်တွေလှုပ်ရှားမှုအကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ Inside မြန်မာရုပ်သံစီစဉ်ကိုတော့အင်ကာနေ့မှာတင်ဆက်ပေးနေပါတယ်။ဗုဒ္ဓဟူးနေ့မှာတော့ထင်ရှားတဲ့ပုံကိုယ်တွေအမှုပညာရှင်တွေနေပေတကူမှာကျွမ်းကျင်တဲ့သူတွေရဲ့အကြောင်းကိုမင်းမြန်းတင်ဆက်ပေးနေတဲ့မိသက်ပါဆန်ရုပ်သံစီစဉ်။နောက်ဆုံးပေါ်နီးပညာတွေကိုတင်ဆက်ပေးနေတဲ့ Beyond Technology နဲ့ Public Voice ရုပ်သံစီစဉ်ကိုတော့ကြာလာပရင်းနေမှာကြည့်ရှုရမှာပါ။ တောက်ကြနေမှာတော့ဂျပန်တွင်းဖြစ်ပွားခဲ့တဲ့မူကင်းဖြစ်ရပ်တွေကိုသုံးသပ်တင်ပြပေးနေတဲ့ Cry Report ရုပ်သံစီစဉ်တနင်္လာနေ့အတွက်ဂျပန်တွင်းဘောလုံးပွဲပွဲစဉ်တွေကြောင်းကျယ်ပြန့်စွာသုံးသပ်တင်ပြထားတဲ့ Football Talk Show ရုပ်သံစီစဉ်နဲ့နောက်ပတ်တကြိမ်စနေနေ့မှာတင်ဆက်မယ့်ရုပ်သံသတင်းမှတ်တမ်းစီစဉ် ပြည်တွင်းမှာလက်လောဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေကိုသက်ဆိုင်ရာကြွမ်းကျင်သူတွေနဲ့နိုင်တိုင်းချွတ်ချွတ်မေးမြန်းထားတဲ့ exclusive interview ချုပ်တဲ့အစီအစဉ်နဲ့လာမယ့်ရွေးကောက်ပွဲမှာမဲပေးကြမဲ့သူတွေအတွက်မဲပညာပေးအစီအစဉ်ဖြစ်တဲ့ Lashim Talk ရုပ်သံအစီအစဉ်တွေကိုတနေ့နေ့နေ့မှာကြီးစုနိုင်ပါတယ်။အကြောင်းအရာစုံလင်လာတဲ့ရုပ်သံအစီအစဉ်တွေပြင်ထူးခြားဆန်းသပြီးရသမျိုးစုံတင်ဆက်ပေးမဲ့ရုပ်သံအစီအစဉ်ကောင်းများစွာကို Eleven Watt TV ကဆက်လက်တင်ဆက်သွားဖို့ရှိပါတယ်။